မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 18ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ထမဆုံးတင်ဆက်ပေးရမယ့်မြို့သိမ်းတိုက်ပွဲသတင်းကတော့သခိုင်းတိုင်းဒီပဲရဲ့မြို့နယ်မြို့နယ်တစ်ခုလုံးကိုတော်လိုက်တဲ့များကတိုက်ခိုက်သိမ်းပိုက်ရရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဩဂတ်စ16ရက်နေ့မနက်ပိုင်းမှာဒီပဲရဲ့မြို့နယ်မြို့နယ်တစ်ခုလုံးကိုတော်လိုက်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်လက်ရှိမှာတော့နယ်မြေရှင်းလင်းရေးလှုပ်ဆောင်နေကြတယ်လို့သိရပါတယ်စစ်တပ်ဘက်ကတိုက်စုံးမှုများရှိတဲ့အပြင်လက်နက်ချအငြင်းခံမှုများလည်းရှိတယ်လို့သိရပါတယ်ဒီပဲရဲ့မြို့ကတော့ရပါပြီအခုနယ်မြေရှင်းလင်းရေးလှုပ်နေကြတယ်ဒီမနက်မှာပဲလက်ကျန်စစ်ခွဲတွေထွက်ပြေးသွားလို့အလုံးစုံ မြို့ကိုအောင်မြင်စွာသိမ့်ပိုင်နိုင်ခဲ့ပါတယ်စစ်ခွေးတွေဘက်ကတေဆုံးတာတွေလက်နက်ချတာတွေရှိတယ်လက်နက်ခဲအနေနဲ့သိမ့်စီရရှိခဲ့ပါတယ်လို့တော်လိုင်းရဲ့တရေအေးမေကပြောဆိုထားပါတယ်ဒီပဲရဲ့မြို့သိမ့်တိုက်ပွဲကိုတော်လိုင်းတပ်များကထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အချိန်ဩဂတ်စ18ရက်နေ့ကဒီပဲရဲ့မြို့နယ်အနီးဝန်းကျင်ကိုအကြမ်းဖက်စစ်တပ်ကမနက်9:35မိနစ်8:59မိနစ်နဲ့ 9နာရီကမ်းမှာ 1AK 130 Jet Fighter နဲ့လေကြောင်းတိုက်ခတ်မှု3ချိန်ပြုလုပ်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့မနက်9နာရီ48မိနစ်49မိနစ်နဲ့52မိနစ်ခန့်မှာမုံရွာနမခခကနေတက်လာတဲ့ MI-35 ရဟတ်ယာဉ်နဲ့လေကြောင်းတိုက်ခတ်မှု3ချိန်ပြုလုပ်ခဲ့တယ်လို့သိရပါဗျ။112ဘုံကျဲလေရင်ကလည်းဒီဘေးရဲ့မြို့ပတ်ချာလေကိုမနေ့ကမနက်10နာရီ18မိနစ်24မိနစ်30မိနစ်48မိနစ်52မိနစ်နဲ့7နာရီ4မိနစ်5မိနစ် စက်တက်မိနစ်16မိနစ်နဲ့25မိနစ်တို့မှာလီချောင်းကနေပြီးတော့စက်တကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ MI 35ရဟတ်ယင်နဲ့လည်းမနေ့ကမွန်လွဲတနအီ22မိနစ်နဲ့24မိနစ်ခန့်မှာလီချောင်းတိုက်ခတ်မှု2ကြိမ်ပြုလုပ်ခဲ့ပြီးတော့မနေ့ကမွန်လွဲ3နာရီကမှလည်း MI 35ရဟတ်ယင်နဲ့ထပ်မံပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။ဒီပေရဲ့မြို့မှာရှိတဲ့ဌာနဆိုင်ရာရုံးတချို့ကိုအခုနှစ်ဇန်နဝါရီလကတည်းကတော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်မိုးကုတ်တပိတ်ချင်းလမ်းပေါ်မှာရှိတဲ့ဖော့တော်လမ်းစုံစစ်ဆေးရေးဂိတ်အားသိမ်းပိုင်နိုင်ခဲ့ပြီးတော့9မိုင်လေးကျင်ရေတပ်အားဆက်လက်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ14ရက်နေ့ညနေပိုင်းကမိုးကုတ်တပိတ်ချင်းမန္တလေးလမ်းစုံမှာရှိတဲ့ ဟုတ်တော့လမ်းဆောင်ဆက်စေးဂိတ်ကိုတိုက်ခိုက်သိမ်းပိုင်နိုင်ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ခွေးတွေတေးတာတော့ရှိတယ်။တုံမန်းတွေဖမ်းမိတာလည်းရှိတယ်။အရေးအတွက်တော့အတိအကျမသိရသေးဘူးလို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဗတင်းနဲ့ပြန်ကြားရေးကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ဒါ့အပြင်စစ်ကောင်စီဘက်ကခွန်နမိုင်တင်နန်းကျောင်းဘက်မှာ PDF နဲ့တောင်းတက်မတော် TNL ဝစ်စုံများကိုဝစ်ပြီးတော့ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များပြန်လည်တိုက်ခိုက်မှုများရှိနေကြောင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဗတင်းနဲ့ပြန်ကြားရေးကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။ ဒီဘက်ကမဟာမိတ်တပ်တွေကကိုယ်ချင်းချင်းမှတ်ပြီးတော့သွားဆက်သွဲတော့စစ်ကောင်စီတွေမှန်တိသွားတာစစ်ခွဲတွေကဟန်ဆောင်ပြီးတော့ PDF တို့ TNL တို့ LDDF uniform တွေကိုဝစ်ပြီးတော့တိုက်နေတာတွေရှိတယ်လို့အဲ့ဒီတာဝန်ရှိသူကပြောဆိုထားပါတယ်။ဒါအပြင်အဲ့ဒီ game မှာရှိတဲ့စစ်ကောင်စီရဲ့ဘလူးစစ်ကြောင်းကစစ်ကြောင်းမှုအပါအဝင်၅ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့၎င်းကပြောဆိုထားပါတယ်။ ဖော့တော်လမ်းစုံဂိတ်ကို TNL မန္တလေး PDF မိုးကုတ်ဗျူဟာ PDF 9133တက်ရင်မိုးကုတ်ပကဖတို့ကပူပေါက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဩဂတ်စ်လ9ရက်နေ့ညနေပိုင်းက TNL မိုးကုတ်ဗျူဟာနဲ့ ် PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှစ်သုံးလုံးတပ်ဖွဲ့တို့ပူးပေါင်းပြီးတော့တပိတ်ချင်းမှာရှိတဲ့ခလာရတလေးရှစ်တိုင်ရင်ကိုတိုက်ခိုက်သိမ်းပိုက်ထားတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဩဂတ်လ17ရက်နေ့ကလည်းတပိတ်ချင်းမြို့နယ်မှာရှိတဲ့ဇေယျကွင်းရဲကင်းစခန်းကိုသိမ်းပိုက်နိုင်ခဲ့ပြီးတော့စုစုပေါင်းစစ်ကောင်စီရဲ့စခန်း6ခုအထိကိုသိမ်းပိုက်ရရှိထားကြောင်းမန္တလေး PDF ကထုတ်ပြန်ထားပါတယ်။ဩဂတ်လ12ရက်နေ့ကလည်းတပိတ်ချင်းမြို့နယ်တကောင်းမြို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီးတော့စစ်ကောင်စီဘက်က64ဦးတိုက်ဆုံပြီးအယောက်20ဖမ်းမိကလက်နက်မျိုးစုံ83လက်နဲ့ ်ကြည်စံပေါင်းတောင်းနဲ့ချီပြီးတော့ကိုတင်းစီနိုင်ခဲ့တယ်လို့မြို့သားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနအမတ်တစ်စစ်ဒေသကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခက်ခဲတွေကြားတဲ့ကနေပြီးတော့နေ့စဉ်တင်ဆက်ပေးနေတဲ့ Revolut Burma News Channel ကို Like နဲ့ Subscribe လုပ်ပေးခြင်းအပြင်တော်လိုက်ရဲကိုကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာ အခုလိုမျိုး like and subscribe လုပ်ပေးခြင်းဟာမြေပြင်ကရဲဘော်များနဲ့စစ်ပေးဆောင်ပြည်သူများကိုတစ်ဖက်တစ်လမ်းကနေပြီးတော့လှူဒန်းပေးနေခြင်းဖြစ်တဲ့အတွက် like and subscribe လုပ်ပေးကြသူတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရဲ့ထိုးစစ်ကိုမခုခံနိုင်တဲ့အတွက်အလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူဘိုးချုပ်အောင်ခိုင်ဝင်းကိုစစ်ကောင်စီကယာတို့ကနေဖြုတ်ပယ်အနားယူခိုင်းလိုက်ပြီးတော့တိုင်းမူအသည့်အဖြစ်နဲ့ဘိုးချုပ်ကြော်ကိုထိုက်ကိုခန့်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လဆိုင်းပိုင်းမှာအလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူဖြစ်လာခဲ့တဲ့ဘိုးချုပ်အောင်ခိုင်ဝင်းဟာတလကြော်ကြတာတိုင်းမူအဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် ဩဂတ်လ16ရက်နေ့မှာယာရုကနေအနာပိတ်ခံလိုက်ရခြင်းဖြစ်တယ်လို့သိရပါဗျ။အထက်အဖြစ်မန္တလေးတိုင်းမှာ PDF တပ်များရဲ့ထိုးစစ်ကိုမခုခံနိုင်တဲ့အတွက်ယာရုကနေဖြုတ်ပယ်အနာပိတ်အရေးယူခံရခြင်းဖြစ်တယ်လို့သိရပါဗျ။ဗိုလ်ချုပ်အောင်ခိုင်ဝင်းဟာစစ်တပ်ကတုံးအပတ်စဉ်36ကြောင်းဆင်းဖြစ်ပြီးတော့ပရိကတိုင်းစစ်ဌာနချုပ်တိုင်းမှုအဖြစ်ကနေပြီးတော့အလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုအဖြစ်နဲ့လွန်ခဲ့တဲ့တလလောက်ကမှပြောင်းရွှေ့ခန့်အပ်ခြင်းခံရသူဖြစ်တယ်လို့သိရပါဗျ။အလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုအသည့်အဖြစ်နဲ့စစ်တပ်ကတုံးအပတ်စဉ်38ကြောင်းဆင်း ဗိုလ်ချုပ်ကျော်ကိုထိုက်ကိုခတ်အပ်လိုက်တယ်လို့သိရပါတယ်။လက်တလုံးမှာပြည်သူ့ကာကွယ်တပ်မတော်မန္တလေးအပါအဝင်တော်လိုင်းတပ်များကမန္တလေးတိုင်းအတွင်းမှာမိုးကုတ်မြို့နယ်၊စင်ကူးမြို့နယ်တို့ကိုသိမ်းပိုက်ရရှိထားပြီးတော့တပိတ်ချင်းမရရမြင်းကြံတောင်သာနဲ့နထိုးကြီးမြို့နယ်အပါအဝင်နေရာပေါင်းစုံမှာပါထိုးစစ်များကိုဆင်နွှဲနေတာကြောင့်စစ်ကောင်စီတပ်များအထိနာကစခန်းဆုတ်ခွာထွက်ပြေးမှုများရှိနေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့မှာရှိတဲ့ကြိုက်ထုံမြို့မှာရဲစခန်းကရဲတပ်သားတအုပ်နဲ့ဒေသခံ၄ဦးကိုစစ်ကောင်စီတပ်ကဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်ဟာဩဂတ်လဒုတိယပတ်အတွင်း ကြိုက်ထုံမျိုးမှရဲစခန်းကရဲတပ်သားပြည်သူရစိုးနဲ့တောင်သူစုရက်ကွက်နေကိုဇော်ထတ်ချိုတို့အပါအဝင်ဒေသခံ၄ဦးကိုဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ထမှန်ဖမ်းဆီးခဲ့တဲ့ရဲတပ်သားပြည်သူရစိုးဟာပြီးခဲ့တဲ့မေလတုန်းကကြိုက်ထုံပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF တွေထမ်းကိုသတင်းပေးဆောင်ရွက်ခဲ့တယ်ဆိုတဲ့ဆွဆွဲချက်နဲ့ဖမ်းဆီးခံရပြီးတဲ့နောက်မှာနှစ်လအကြာမှာပြန်လွတ်လာတဲ့သူဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့ရဲတပ်သားပြည်သူရစိုးကိုစစ်ကောင်စီတပ်ကဘာကြောင့်ထမှန်ဖမ်းဆီးလဲဆိုတာကိုမသိရပေမဲ့ စစ်ကြောရေးမှာစစ်ဆေးတာတွေလှုပ်ဆောင်နေတယ်လို့စစ်ကောင်စီနဲ့နှိဆက်တဲ့သူတွေထံကသိရှိရပါတယ်။ဖမ်းဆီးခံထားရတဲ့ကိုဇော်ထက်ချိုအပါအဝင်ဒေသခံ၄ဦးကိုတော့ PDF တွေထံကငွေကြေးထောက်ပံ့တာအစားအသောက်နဲ့ရိတ်ခါတွေကိုပို့ဆောင်ပေးတယ်ဆိုတဲ့ဆွဆွဲချက်နဲ့ဖမ်းဆီးသွားတယ်လို့သိရပါတယ်။ဖမ်းဆီးခံရတဲ့ကြိုက်ထိုမျိုးကန်ဒေသခံ၄ဦးကိုတော့ကြိုက်ထိုအခြေဆိုင်တပ်မ44ဌာနချုပ်မှာစစ်ဆေးမေးမြန်းနေပြီးတော့မိသားစုနဲ့လည်းအဆက်အသွယ်မရသေးဘူးလို့ဆိုပါတယ်။ ကြိုက်ထုံမြို့မှာအခုရက်ပိုင်းအတွင်းစစ်ကောင်စီတပ်ကစစ်မှုထမ်းအမည်စရင်ပါတဲ့သူတွေကိုလိုက်လံဖမ်းဆီးနေတဲ့အတွက်ဒေသခံပြည်သူတွေကြားမှာစိုးရိမ်ပူပန်မှုတွေမြင့်တက်နေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ဩဂတ်လ12ရက်နေ့ကလည်းကြိုက်ထုံမြို့တောင်ပိုင်းရက်ွက်နေကိုပြည့်စုံထွန်းတို့မောင်တော်မနှစ်ဦးကိုလည်း PDF ထောက်ဖို့ဆွဆွဲချက်နဲ့စစ်ကောင်စီတပ်ကဖမ်းဆီးထားတယ်လို့သိရပါဗျ။ယာရညာဖက်ဒရယ်အင်အားစုတဲ့ NRFF ရဲ့အစီရင်ခံစာအရမွန်ပြည်နယ်မှာပြီးခဲ့တဲ့ဇွန်လလတစ်လအတွင်းစစ်ကောင်စီရဲ့အကြောင်းမျိုးမျိုးပြပြီးတော့ဖမ်းဆီးမှုကြောင့်ဒေသခံ22ဦးထက်မနည်းဖမ်းဆီးခံရရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာတိုင်းနိုင်ငံလုံးမှာ ဒီကနေ့73စီဈေးနှုန်းများဒုတိယအကြိမ်ဖြစ်နေမြင့်တက်သွားပြီးတော့စီလိုတလောက်ဝယ်ယူလို့မရသေးပဲညအိတ်တန်းစီပြီးတော့ဝယ်ယူနေရဆဲဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဩဂုတ်လ16ရက်နေ့မှာ92ဒက်စီဈေးနှုန်းဟာတလီတာကိုငွေကျပ်60တက်သွားပြီးတော့ယခုက92ဒက်စီတလီတာကိုငွေကျပ်2960ကျပ်95ဒက်စီကတော့တလီတာကို65ကျပ်တက်သွားပြီးတော့ယခုကမှ95ဒက်စီတလီတာကိုငွေကျပ်3140ကျပ်ဒီဈေးရိုးရိုးဈေးနှုန်းကတော့တလီတာကိုငွေကျပ်60တက်သွားပြီးတော့တလီတာကို2600 န်20ကျပ်ဒီဇယ်အသက်တလီတာကိုငွေကျပ်65ကျပ်တက်သွားပြီးတော့တလီတာကိုငွေကျပ်3210ကျပ်ရှိနေတယ်လို့သိရပါတယ်။ဩဂတ်လ16ရက်နေ့ပထမအကြိမ်ဖြစ်နေ73စီဈေးနှုန်းများမြင့်တက်ခဲ့ရမှာဓာတ်ဆီ92တလီတာကို150ကျပ်95တလီတာကို155ကျပ်ဒီဇယ်ရိုးရိုးတလီတာကို130ကျပ်ဒီဇယ်အသက်တလီတာကို180ကျပ်ဈေးနှုန်းများအသီးသီးမြင့်တက်ခဲ့တယ်လို့သိရပါတယ်။ဒီနေ့လဲစီဈေးတွေထပ်တက်တယ်။စီကတော့အရန်ကြီးရောအဆင်မပြေသေးဘူး။တန်းစီနိုင်ရင်တော့ရတယ်လို့ပြောလို့ရတယ်။ စီစည်းတွေတတ်တော့တေယူပို့ဆောင်ရေးတွေလည်းဈေးတွေတအားထိုးတက်နေတယ်လို့ရန်ကုန်ကတက္ကစီရင်မောင်းတို့ကပြောပြထားပါတယ်လက်ရှိမှာရန်ကုန်မန္တလေးနေပြည်တော်အပါအဝင်မြို့ကြီးများအလုံးမှာ73စီပြဿနာများ ပြည်လေခြင်းမရှိသေးပဲဆက်လက်ပြီးတော့ဆိုးဝါးစွာရင်ဆိုင်နေရဆဲဖြစ်တယ်လို့သိရပါတယ်ဇွန်လ28ရက်နေ့ကစတင်ပြီးတော့73စီပြက်လက်မှုပြဿနာများကြုံနေရခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။